အားလုံးပဲမင်္ဂလာပါမူလီဝဒသတင်း channel လေးမှာကြိုဆိုလိုက်ပါရရှင်2025ခုနှစ်အောက်တိုဘာလ10ရက်နေ့မြန်မာစံတော်ချိန်6နာရီခွဲအချိန်တိုင်းထွာကြများရာမူလီဝဒအခြေအနေများကိုတင်ဆက်ပေးသွားပါမယ်ရှင် တိုင်ဖုန်းမုန်တိုင်းမတ်မူဤမုန်တိုင်းအပြင်းပန်းမိုးတိမ်များရွေးရှားဝင်ရောက်ခြင်းအာတင်းတင်းရှိနေသောအနောက်တောင်မုတ်တုံလေးနှင့်အတူအနောက်ဘက်မှမိုးတိမ်များဆက်လက်ရွေးရှားဝင်ရောက်လာခြင်းတို့ကြောင့်24နာရီအတွင်းကချင်ပြည်နယ်ပူတာအိုခရိုင်ချီပွေခရိုင်ဗမော်ခရိုင်တနိုင်းခရိုင်မေချင်နာခရိုင်မိုးညင်းခရိုင်တို့တွင်နေရာကွက်ကြားမိုးတင်းတင်းရွာသွန်းနိုင်ပြီးနေရာချို့မိုးကြီးနိုင်ပါသည် တဲ့ရင်ပြည်နယ်ဖပွန်ခရိုင်ဖအံခရိုင်လိုင်းပွဲခရိုင်ကြာရင်ဆွေကြီးခရိုင်မြောက်ရီခရိုင်ကောကရစ်ခရိုင်တွင်နေရာကွက်ကြားမိုးတင့်တင့်ရွာသွန်းနိုင်ပါသည်မွန်ပြည်နယ်ကြိုက်ထုခရိုင်တထုံခရိုင် မော်လမြိုင်ခရိုင်ရေးခရိုင်တနင်္လာရီတိုင်းထဝယ်ခရိုင်မိတ်ခရိုင်ဗုတ်ပြင်းခရိုင်နေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပါမယ်ကြံနေရာချို့တွင်မိုးနှဲငယ်ကြီးနိုင်ပါသည်ရှင် ရှမ်းမြောက်ပိုင်းနဲ့ရှမ်းရှိပိုင်းတွေနေရာကွက်ကြားမိုးနှင်းငယ်မှာမိုးတင့်တင့်ရွာသွားနိုင်ပြီးကြံခရိုင်နေရာချို့တွင်မိုးနှင်းငယ်မှာမိုးတင့်တင့်ရွာသွားမှာရှိရှမ်းပြည်နယ်တောင်ပိုင်း၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်နေရာချို့မိုးနှင်းငယ်မှာမိုးတင့်တင့်ရွာသွားနိုင်ပါမယ်။စကိုင်းတိုင်း၊နာကဒေသ၊ခန်းနီးခရိုင်၊ဟ ோம் လီခရိုင်တို့တွင်မိုးတင့်တင့်မှာနေရာကွက်ကြားမိုးကြီးနိုင်ပါမယ်။ချင်းပြည်နယ်၊တီတိန်၊ဖလန်၊ဟာခါ မတူပြီးမင်းတက်ပလက်ဝခရိုင်တွင်နေရာကွက်ကြားမိုးနှင်းငယ်မှာနေရာချို့မိုးကြီးနိုင်ပါမယ်။အေရီတိုင်းနှင့်ရန်ကုန်တိုင်းတို့တွင်နေရာကွက်ကြားမိုးနှင်းငယ်မှာမိုးတင်းတင်းရတော့ပါမယ်။ပဲခူးတိုင်းတာယာဝရီခရိုင်တောင်ငူခရိုင်ညောင်လေးပင်ခရိုင်တို့တွင်နေရချိုးမိုးနှင်းငယ်မှာမိုးတင်းတင်းရွာတော့မှာမယ်ရှင် တင်းလာရတိုင်းထော်ဝဲခရိုင်ဘိတ်ခရိုင်ဘုတ်ပြင်းခရိုင်ကော်တောင်းခရိုင်တို့တွင်နေရာကွက်ကြမိုးနှင်းငယ်မှာမိုးတင့်တင့်ရွာသွန်းမှမယ်လို့တင်ပြရင်ယနေ့မိုးလေဝသတရင်တင်မြတ်ချင်းဆွေစဉ်ကိုဒီရင်မဲ့ရနာလိုက်ရပါရဲ့ရှင်